အီရန်နျူကလ িয়ার စီယုံတွေကိုယနေ့နေ့နဲ့မှာအမေရိကန်ကတိုက်ခိုက်ခဲ့ရာကမ္ဘာနိုင်ငံများရဲ့ပြင်းထန်တဲ့တိုးပြောင်းမှုတွေပေါ်ပေါက်ခဲ့ပါတယ်။အနောက်အာရှမှာစတင်ကအီရန်နဲ့မကြသေးမီကပြန်လည်တင်းမခဲ့တဲ့ဆော်ဒီအာရေဗျကအမေရိကန်ရဲ့ပါဝင်ပတ်သက်မှုအပေါ်အလွန်စိုးရိမ်မှုကြောင်းကြေညာခဲ့ပါတယ်။ဆော်ဒီအာရေဗျနိုင်ငံသားရဲ့ဝန်ကြီးဌာနကပါတီအားလုံးကိုနှစ်ဖက်စလုံးကိုတည်ငြိမ်အေးချမ်းပြီးပို့ဆိုးသွားအောင်မလုပ်ကြဖို့တောင်းဆိုလိုက်ပါတယ်။နျူကလ িয়ার ဘောတူညချမ်းမှာကြောင်ဝင်ဖြန့်ပြူတူအဖြစ်လှုပ်ဆောင်နေတဲ့ကာတာက အမေရိကန်ရဲ့တိုက်ခိုက်မှုကိုရှုတ်ချခဲ့ပါတယ်။ကာတာဆိုရကအမေရိကန်ရဲ့လုံဆောင်ချက်များဆိုးဝါးတဲ့အကျိုးဆက်များနဲ့ပတ်သက်၍လည်းတတိပေးထုတ်ပြန်ခဲ့ပါတယ်။အီရန်ကိုအမေရိကန်ကတိုက်ခတ်တာကဒေသတွင်းငြိမ်းချမ်းရေးကိုချိန်ဆနေတယ်လို့အီရတ်ကပြောပါတယ်။တချိန်တည်းမှာအမေရိကန်ရဲ့နောက်နိုင်ငံမဟာမိတ်များကတဒမနီလန်ရဖြည့်ရှင်းဖို့တောင်းဆိုခဲ့ပါတယ်။ပြည်တွင်းမှာဆက်တင်၍ပြည်တွင်းဝန်ကြီးချုပ်ကာမာကအီရန်အားစစ်ဆင်နိုင်ရေးစပွဲတို့ပြန်သွားရန်ပြောကြားခဲ့ပါတယ်။ အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်၍အမေရိကန်ရတီချက်ကိုထောက်ခံခဲ့တယ်။အီရန်ကိုနျူကလ িয়ার လက်နက်တိစောက်ခွင့်ဘယ်တော့မှခွင့်မပြုသင့်ဘူးလို့ဝန်ကြီးချုပ်စတာကပြောပါတယ်။ရင်းအန်ရကိုဖယ်ရှားရန်အမေရိကန်စစ်တပ်ကအရေးယူဆောင်ရွက်ထားကြောင်း၎င်းကပြောတယ်။တပ်တမဆက်ဆံရေးကိုအမြန်ပြန်ဆတင်တယ်လို့ဂျာမန်အဓိပတိဖရက်ဒရစ်မော့စကပြောပါတယ်။တပ်တမနီလန်ရဖြည့်ရှင်းရန်အီရန်ကအမေရိကန်နဲ့အစ်ဇွေတို့နှစ်ဖက်စလုံးနဲ့စစ်ဆန်ညီနမ်းမှုများဆက်တင်ရမယ်ဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ ဥရောပသမ္မတရဲ့ထိတ်တန့်တန်တမန်ကာယကလစ်ကလည်းတင်းမောင်မှုများကိုရှော့ချဖို့တောင်းဆိုခဲ့ပါတယ်။သူမကဘယ်ပေါင်းစုံမှချစ်တလန်းဆုတ်ယံတောင်းဆိုခဲ့ပါတယ်။ဩစတြေးလျဆိုရကြီးညာချက်ထုတ်ပြန်ခဲ့တယ်။အီရန်ရဲ့နျူကလ িয়ার နဲ့ထိတ်ပိတ်ပတ်ထိန်ဒုံးကျည်အစီအစဉ်ဟာနိုင်ငံတကာလူ့ကျိုးရေးနဲ့ငြိမ်းချမ်းရေးချိန်ချောက်မှုဖြစ်ကြောင်း၎င်းကပြောကြားခဲ့ပါတယ်။ဩစတြေးလျကလည်းဒီရတဲ့အခြေအနေအားဒီခုအခါမတည်မငြိမ်ဖြစ်နေကြောင်းလည်းတတိပေးခဲ့ပါတယ်။ဩစတြေးလျရဲ့အင်းနီဂျင်နိုင်ငံဖြစ်တဲ့နယူးဇီလန်ကလည်းထုတ်ပြန်ခဲ့တယ်။ နယူးဇီလန်နိုင်ငံခြားရေးဝန်ကြီးဝင်းစတာပီတာကအနောက်အာရှမှာဆက်လက်ဖြစ်ပေါ်နေတဲ့စစ်ရေးစောင့်ရမှုဟာအလွန်ဆိုးရင်စရာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။အားလုံးကိုပြန်ပြီးဆွေးနွေးဖို့တောင်းဆိုခဲ့ပါတယ်။တောင်အမေရိကမှာရှိတဲ့ဗင်နီဇွဲလားနဲ့ချီလီနဲ့နိုင်ငံစလုံးကအီရန်ပေါ်အမေရိကန်ရဲ့စစ်ရေးတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပါတယ်။ကုလသမဂ္ဂအထွေထွေတွင်မှုကျအန်တိုနီယိုဂူဒရက်စ်ကလည်းအဆိုပါချင်းနဲ့ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့အင်အားသုံးမှုအပေါ်အလွန်ဆိုးရိမ်မိကြောင်း၎င်းကပြောတယ်။ တမတန်တမရေးရာကိုရွေးချယ်ဖို့နှစ်ဖက်စလုံးကိုတောင်းဆိုခဲ့ပါတယ်အမေရိကန်ရဲ့တိုက်ခတ်မှုအပြီးမှာကုလသမဂ္ဂနျူကလ িয়ার စောက်ကြီးရေးအဖွဲ့ IAEA ကအီရမရှိတဲ့နေရာအပြင်ဘက်မှာဓာတ်ရောက်ကြီးတင်းမှုအဆင့်တိုးတက်လာခြင်းမရှိကြောင်းကြေညာခဲ့ပါတယ်အေဂျင်စီရဲ့အကြီးအကဲ Rafael Mario Grasso ကမနက်ဖြန်မှာခြေပမ်းမဲ့အုပ်ချုပ်ရေးမှူးများအဖွဲ့နဲ့ရေးပေါ်အစည်းအဝေးပြုလုပ်ရန်တောင်းဆိုခဲ့ပါတယ်တချိန်တည်းမှာပဲအီရန်ကြောထောင်းနောက်ခံပြု Hamas အဖွဲ့ကလည်းအီရန်ရဲ့ မြင်တဲ့အထုတ်ချအာဏာကိုစန့်ကျင်တဲ့အမေရိကန်ရဲ့ပွတ်ပွတ်လဲလဲရန်စောက်မှုကိုရှုတ်ချကြောင်းကြေညာခဲ့ပါတယ်။အီရန်ရဲ့ဝင်ရိုးတန်းကုခံရေးရဲ့စိတ်ပိုင်းဖြစ်တဲ့ပါလက်စတိုင်းအုပ်စုကယခုတိုက်ခတ်မှုကကမ္ဘာလုံးချုပ်ရင်းနဲ့ငြိမ်းချမ်းရေးကိုဒိုက်ရိုက်ချိန်ချောက်မှုဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အခြားအီရန်မဟာမိတ်ဖြစ်တဲ့ဟူဒီတပုံကလည်းတုံ့ပြန်ခဲ့ပါတယ်။အမေရိကန်ရဲ့တိုက်ခတ်မှုကိုမစင်မချင်မှုလို့ခေါ်ပါတယ်။ယမန်အခြေစိုက်ဟူဒီတပုံတွေကအမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုဟာစစ်ကြေညာခြင်းဖြစ်တယ်လို့ဆင်းလင်းပြောကြားခဲ့ပါတယ်။ အီရန်ပေါ်အမေရိကန်တက္ကသိုလ်မှုနဲ့ပတ်သက်ပြီးဒေါ်နယ်ထရန့်ရဲ့ကြေညာချက်ကကမ္ဘာတစ်ခုလုံးကိုတုံ့လုံခြောက်ခြားစရာဖြစ်စေခဲ့ပါတယ်။အလွန်မတိမငြိမ်ဖြစ်နေပြီးဖြစ်တော့ဒေတာအထုမှာအန်ဒီရှိသောဒီကဲတို့တုံ့ပြန်လာမှုဟာယခုအခါပုံမကြီးမာတော့ဒေတာတွင်စစ်ပွဲအတွက်စိုးရိမ်မှုတွေတိုးလာနေပါတယ်။ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့လူတွေကနောက်လာမယ့်အရာများနဲ့ပတ်သက်ပြီးနှစ်နေနဲ့စိုးရိမ်ပူပန်မှုကိုခံစားနေကြရပါတယ်။